မင်္ဂလာပါရှင်ဒီတစ်ခေါက်ရွှေနှုတ်ကဖိတ်ကြားပေးထားတဲ့ဆရာတူရှိပါတယ်ဆရာကတော့ Good Brother Group of Company ရဲ့ Learning and Development Specialist တူလည်းဖြစ်တယ်လို့ Freelance HR Trainer and Consultant တူဖြစ်တဲ့ဆရာချင်းမင်းဟင်းကိုဖိတ်ကြားပေးထားတာဖြစ်ပါတယ်ရှင်ဆရာကိုရွှေနှုတ်ထင်းကနေပြီးတော့မှ Better Workplace နဲ့ဆိုင်တဲ့မိကွန်းတွေကိုမေးပေးသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲရွှေနှုတ်ပရိသတ်များမင်္ဂလာပါကျွန်တော်နာမည်ချင်းမင်းလို့ခေါ်ပါတယ် ကျွန်တော်ကတော့ Grother Cruise of Company မှာ Landing and Deployment Session ကိုတာဝန်လုပ်ကိုင်ပေးနေ LND Specialist တယောက်ဖြစ်ပါတယ်။အဲကျွန်တော်ကတော့ Freelancer Trainer အနေနဲ့လည်းပြင်မာသင်တန်းတွေဖွင့်တယ်။ပြီးတော့ဦးနာလို့ HR နဲ့ပတ်သက်တဲ့အကြံပေးလုပ်ငန်းတွေလည်းလုပ်ဆောင်ပါတယ်။ဟုတ်ကဲ့ပါတွေ့ရတော့ဝမ်းသာပါတယ်။ အဓိကတော့လုပ်ငန်းတစ်ခုမှာပေါ့နော်အဲ better web place လို့ပြောမယ်ဆိုရင်တော့အဓိကတော့ culture တစ်ခုကိုအရင်ပြောရမယ်လို့ထင်ပါတယ်။ဘာလို့လဲဆိုတော့အလုပ်ထဲမှာကောင်းမွန်တဲ့ culture တွေရှိမှာပဲကျွန်တော်တို့ကတကယ်ကောင်းမွန်တဲ့လုပ်ငန်းခွင်တစ်ခုဖြစ်အောင်စီမံပေးနိုင်မှာပေါ့နော်။အဲ့ထဲမှာမှာအရေးကြီးတာကတော့ management system တွေကတော့ပူးတွက်ပါလာလိမ့်မယ်။ဥပမာနမူနာပြောပါဆိုတော့ကျွန်တော်တို့ကအဲတစ်ပင်တပင်လို့နမူနာပြောရမှာပေါ့။တစ်ပင်တပင်ကရှင်သန်ရက်တီဖို့ဆိုရင်ရေတောက်မြင့်ဖြစ်တဲ့အမြင့်တရာအရေးကြီးတယ်။ တော့အဲ့လိုပဲအလုပ်တင်မှာဒုံလီကောင်မှာကျွန်တော် management system တွေကသူ့နေရာနဲ့သူရေတောင်းမြင့်လို့ပဲရှိထားတော့မှအဲဒီတစ်ပင်ရာခိုင်ခန့်တယ်လို့ပြောလို့ရမှာပေါ့အဲ့တော့ management system တွေထည့်သွင်းတဲ့အခါမှာလည်းကျွန်တော်တွေအဲသိရမယ့်အကြောင်းအရာလေးရှိတာပေါ့နော်အဲ့တော့ better wordpress ဖြစ်ချင်တယ်ဆိုရင်မဖြစ်မနေလိုက်နာရမယ့် management system တွေကြီးလည်းရှိပါတယ်ကောင်းမွန်တဲ့လုပ်ငန်းဝင်တစ်ခုဖြစ်ဖို့ဆိုရင်တော့ကျွန်တော်တို့ကအဲစနစ်ကျတဲ့ အဲလုပ်ငန်းခွင်ကာချောင်လေးရှိမှဆိုရင်လိုက်နာမယ်အချက်၅ချက်လေးကိုကျွန်တော်ပြောပြချင်တယ်ပေါ့နော်အဲ့ဒါလေးကတော့နံပါတ်၁ကတော့ကျွန်တော်မဖြစ်မနေလုပ်ငန်းခွင်ထဲမှာ organization structure လို့ပြောလို့ရတယ်အဲလုပ်ငန်းရဲ့ဖွဲ့စည်းပုံရယ်ပြီးတော့သူတို့ရဲ့လောက်ခလာစာခန်းစားခွင်နေဒီအချက်ကြလေးပြဋ္ဌာန်းပေးဖို့လိုအပ်တယ်အဲနံပါတ်၂ကတော့မဖြစ်မနေကျွန်တော်တွေဝန်ထမ်းချင်းချင်းပေါ့နော်ယုံကြည်မှုတွေ trust တွေတည်ဆောက်နိုင်ဖို့လိုအပ်တယ်နံပါတ်၃နည်းနည်းကတော့မဖြစ်မနေရကျွန်တော်ထိတ်သိမ်းစဉ်းစားရမှာတော့အဲဗတ်လိုက်တယ်ဆိုတဲ့ကိစ္စတွေပေါ့တရောင်းနဲ့တရောင်းလုပ်ငန်းခွင်ထဲမှာအကုန်လုံးတာဝန်ကြီးများဆက်ဆံပေးရဆိုတဲ့ affair ဖြစ်တဲ့ကိစ္စတွေပါမယ်နံပါတ်၄ကတော့ အဲမဖြစ်မနေပေါ့ပေါ်ဆောင်ပေးရမှာကတော့ဟို communication channel လေးပေါ့အဲ့တော့ဆက်ဆံပြောဆိုတဲ့အခါမှာဘယ် channel တွေတုံးပြီးတော့ဆက်ဆံကြမှာလဲပြောဆိုကြမှာလဲအဲ့တော့ပွင့်လင်းမြင်သာမှုနဲ့တူဆက်ဆံရတာရေးကြည့်တယ်နောက်ဆုံးတစ်ခုကတော့အဲ communication system လေးပေါ့နော်အဲတရားနဲ့ရောယုံကြည်မှုရှိရှိနဲ့ဆက်ဆံပြောဆိုရဲဆိုတဲ့ကိစ္စတွေရှိရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါလုပ်ငန်းကိုဦးဆောင်နေတဲ့လုပ်ငန်းရှင်တွေရောပြီးတော့ management လုပ်နေတဲ့လူတွေရော ပေါ့အဲအရှာပါဝင်ပေါ့ အဲ့ဒီကလုပ်ငန်းတစ်ခုကို try လုပ်တော့မှဆိုရင်ဒီလူတွေကလည်းအရေးကြီးတာပဲအဲ့တမှမှအရေးကြီးတာကတော့ leader လုပ်နေတဲ့လူတွေအားလုံးကကိုယ့်လုပ်ငန်းခွင်မှာဒီ toxic workplace မဖြစ်အောင်ကာကွယ်ဖို့လိုအပ်တယ်။အဲဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကာလတွေမှာဆိုရင်ဝန်ထမ်းတွေရဲ့စိတ်ချနေတယ်ကောင်းရတာမဟုတ်ဘူးတချို့လုပ်ငန်းတွေဆိုလည်း struggle လုပ်နေရတဲ့ကာလတွေဖြစ်တယ်။အဲ့တော့ဒီထဲမှာကျွန်တော်တို့ရဲ့လုပ်ငန်းထဲမှာမကုန်းတဲ့ management system ကောင်းနေတာမရှိထားဘူးဆိုရင်အဲ toxic workplace ဖြစ်နိုင်တဲ့လားလာတွေပုံများတယ်လို့မြင်ရတာပေါ့နော်။ တော့ကြံပေးချင်တာကတော့ဒီ toxic rubbish ဆိုတာကိုကျွန်တော်ကာကွယ်ခြင်းနဲ့ဆိုတော့ကာချာကောင်းနေရှိလအောင်ရှင်းတန်လအောင်မွေးမြူပေးဖို့ဒါအဲ့ exercise ကနေတော့ကျွန်တော်အကြံပေးချင်တယ်ပေါ့နော်အဲ့တော့ပြပြပေးမဲ့ကဏ္ဍအနေနဲ့ဆိုကျွန်တော်ဒီ toxic rubbish မဖြစ်အောင်လောက်ကမဲ့အဆင့်လေး90ကိုကျွန်တော်မျှဝေပေးချင်ပါတယ်အဲ့တော့ဒီကတော့ toxic ဖြစ်နေတဲ့ rubbish ဆိုရင်တော့အဲနံပါတ်1ကတော့အဲအချင်းချင်းပေါ့နော်လုပ်ငန်းခွင်ထဲမှာအဖြစ်တင်းဝေဖန်နေတာအဲတရားတော်တယောက်အမြင်မကြည့်ကြတာဒါမျိုးတွေပေါ့အဲ့တော့ဒီကတော့အတင်းဖြစ်နေပြောနေလုပ်ငန်းခွင်မဖြစ်ဖို့လိုအပ်တယ် နံပါတ်2ကတော့ကျွန်တော်တို့ဘာလုပ်ဖို့ဆိုရင် management လုပ်နေတဲ့လူတွေမှာ management skill တွေအပြည့်ဝနေမှာရလိမ့်မယ်အဲ့တော့တချို့တွေကတော့ management နေရာသူတွေရထားကြပြင်မဲ့ leader ကောင်းတွေဖြစ်မနေကြဘူးပေါ့အဲ့တော့ thousands ဖြစ်နေတဲ့ leader တွေများနေရဆိုလဲဒီလုပ်ငန်းခွင်ကပြောမယ်ဆို thousands workplace လို့ပြောလို့ရနံပါတ်3ကတော့အရေးကြီးတာကဘုန်းတော်လို့ management system ကောင်းတွေရှိမနေဘူးပေါ့ အဲ management system ကောင်းနေမရှိထားလို့ဆိုရင်လည်းကျွန်တော်တို့ culture တိစောက်တဲ့နေရာမှာတွားပြီးတော့ support မပေးနိုင်ဘူးပေါ့နော်အဲဒါ toxic workplace ဖြစ်တယ်လို့လည်းပြောလို့ရတယ်အဲနံပါတ်၄အနေနဲ့ရဆိုရင်တော့လုပ်ငန်းခွင်ဆက်ဆံရေးပေါ့နော်အဲတော့ဝန်ထမ်းချင်းချင်းဆက်ဆံရေးတွေဖြစ်ပြားနေကြတယ်အဲ team work တွေမမိကြတဲ့ကိစ္စတွေနံပါတ်၅အနေနဲ့ဆိုရင်တော့တာဝန်ယူမှုတာဝန်ခံမှုအရင်အားနဲ့နေလုပ်ငန်းခွင်မျိုးတွေဆိုရင်တော့ဒါ workplace က toxic ဖြစ်တယ်လို့ကျွန်တော်တို့အကြံပြုယူဆလို့ရပါတယ် အော်ဒီကာလမှာပေါ့နော်လုပ်ငန်းရှင်တွေအနေနဲ့ရော management လုပ်နေတဲ့လူတွေရော HR ပါဝင်ပေါ့ဒါခေါင်းခဲရတဲ့ကာလတစ်ခုလို့ပြောလို့ရတယ်အတေကတော့အခု HR တွေပါရင်ဆိုင်နေရဆို people resourcing လို့ခေါ်တဲ့လူရှာတဲ့ကိစ္စတွေပေါ့အရင်တော့မျိုးကျွန်တော်တွေထိုင်ကမာထိုင်ပြီးတော့ဝန်ထမ်းတွေရအောင်ကန်ဒီဒိတ်ရအောင်ကျွန်တော်ဆွဲဆောင်နေလို့ရှာနေလို့မရတဲ့ကာလကိုရောက်လာပြီအဲ့တော့အကြောင်းအကျဉ်းအများကြီးတွေပါတာပေါ့အဲ့တော့ကျွန်တော်တွေက people resourcing လုပ်မယ်ဆိုရင်တော့မှ အခက်အခဲတွေအများကြီးကြုံတွေ့နေရတယ်ဘတ်ဂျက်တွေအများကြီးသုံးနေရတယ်ပြောလို့ရတယ်အခုဆိုဝန်ထမ်းတွေလည်းတဖြည်းဖြည်းနဲ့စိမ့်စိမ့်နဲ့ထွက်တဲ့ဆိုတဲ့လာလာတွေမှာရှိနေတယ်ပြောချင်တာတော့တန်တို့ပါတွေမြင့်နေတယ်ပေါ့အဲ့တော့ဝန်ထမ်းတွေပြန်ဖြည်းတဲ့အခါမှာအခုချိန်မှာအရင်လိုမျိုး လူကောင်းသူကောင်းတွေရားဖို့အတွက်ဆိုင်ရှိနေတဲ့ဝန်ထမ်းတွေရောက်ထွက်မသွားအောင်ကျွန်တော်ထိန်းနေရတဲ့ကာလမှာဖြစ်ပါတယ် တော့ဟိုပြောချင်တာကတော့ဗောနဒီ management လုပ်နေရလူတွေကိုရှိနေရဝန်ထမ်းတွေကိုတန်မှုထားပါလေးထားပါရှိနေရဝန်ထမ်းတွေကိုလည်းထွက်မတော့ထိမ့်မဲ့ဆိုရင်လည်းအဲသူတို့လောက်ခလာစားလေးနဲ့ပဲကျွန်တော်သွားလို့မရတော့ကာလာတွေဖြစ်လာပြီအဲ့တော့မက်လုံးတွေပေါ့သူတို့တွေကဒီလုံးမှာလောက်တယ်ဆိုရင်ဘာတွေကိုမက်လို့လုံးနေကြတာလဲအဲ့တော့ reward လို့ပြောလို့ရတာပေါ့အဲ့တော့ကျွန်တော် reward program လေး system လေးတွေဟိုက benefit package လေးတွေဒါလေးပေါင်းဆက်ပြီးတော့မှစဉ်းစားရတဲ့ဆိုတဲ့ကဏ္ဍလေးတွေထည့်သွင်းစဉ်းစားမယ်ဆိုရင်တော့အနည်းဆုံးတော့ကျွန်တော်ဖြည့်ရှင်းလို့ရတဲ့ solution တွေထွက်လာမယ်လို့မြင်ပါတယ် ဟုတ်ရှင်နေ obligation ကိုကျွန်တော်သဘောကျပါတယ်။ဘာကျွန်တော်ကိုယ်တိုင်လည်း subscribe လုပ်ထားပါတယ်။အဲ့တော့ပုံမလားတင်ချင်ကျွန်တော်6လ6လတစ်ပြက်နဲ့ပေါ့နော်။သုံးဖြစ်တယ်။အဲကျွန်တော်ရုံသွားရဲဆိုရင်တော့မနေ့ပိုင်း summary book တစ်ခုလောက်ကိုတော့ကျွန်တော် listening လုပ်ပြီးတော့မှသွားလေးသွားတာရှိပါတယ်။အဲ့တော့ရှင်တို့ကအဲသုံးနေတဲ့ feature တွေကိုကျွန်တော်လေ့လာကြည့်တယ်။တော်တော်လေးကို confoundable ဖြစ်ပြီးတော့မှအဲပြတ်သုံးရတာအဆင်ပြေလို့တွေ့ရတယ်ပေါ့နော်။အဲပြီးတော့တကယ်နာမည်ကြီးစာအုပ်ကောင်းနေဆိုလဲကျွန်တော်တွေ summary လုပ်ပေးတာဖြစ်တော့ဖတ်တဲ့အခါမှာ chain to do နဲ့ပေါ့ idea တွေရစီတယ်။ အဲ့တော့ရှင်တို့ကပြောမယ်ဆိုရင်ဒါလားလာတယ်အများကြီးကောင်းတယ်လို့လည်းမြင်ရတယ်။ပြီးတော့ဘုန်းတော်လိုပေါ့နော်ကျွန်တော်တို့စာဖတ်ဖို့အတွက်အချိန်မရှိရလို့ဆိုလို့ဒါဒီရှင်တို့ကိုအဲ listening လုပ်ခြင်းပြင်လဲကျွန်တော်တို့စာဖတ်တဲ့နှုံးတွေကိုပိုတက်တယ်တဆိုတာလည်းကျွန်တော်မြင်ရတာဖြစ်တယ်။အဲ့တော့ပြောမယ်ဆိုရှင်တို့ကအဲကောင်းမလဲကျွန်တော်တို့ကျွန်တော် recommend ပေးပါတယ်။ဟုတ်ကဲ့ပါ။အော်ရပါတယ်အဲ့တော့ management လို့ပြောမယ်ဆိုရင်အများစုကတော့ management လုပ်နေတဲ့လူတွေကတော့သူတို့ရဲ့ management skill တွေတော့အဲဘယ်လိုညွှန်ကြားရမလဲဆိုတာလည်းသိကြတာပေါ့အဲ့တော့ဒီတန်းမှာမှကျွန်တော် soft skill နဲ့ဆက်ဆက်တဲ့အဆောင်လေးသုံးခုညွှန်ပြချင်တယ် တော့ကျွန်တော်ကိုယ်တိုင်လည်းတေချာလေးဒီတောင်းပြအောင်ကျွန်တော်ဖတ်ထားတာရှိတယ်အဲ့တော့ပထမအစာအုပ်ကတော့ D web ဆိုတဲ့အစာအုပ်ပေါ့နော်အဲ့တော့ D web ဆိုတဲ့အစာအုပ်ကဒါအလုပ်ကိုစိတ်နစ်ပြီးလုပ်တဲ့ခါမှာဘယ်လိုလုပ်ရမလဲဆိုတာလေးကိုညွှန်ကြားပေးထားတယ် guideline လေးပေးထားတယ်အစာအုပ်ဖြစ်တယ်နောက်တစ်ခုကတော့ atomic habit အဲ့တော့အလေးအကျင့်ကောင်းနေဘယ်လိုမွေးမြူကြမလဲဆိုတော့စာအုပ်လေးလည်းကောင်းပါတယ်။နောက်ဆုံးတစ်ခုကတော့ mastery ပေါ့။နောက်တစ်ခုမှကိုယ်ကပညာရတခုထိုးချင်လို့ဖြစ်ချင်တယ်ဆိုတော့ professionality သွားချင်တယ်ဆိုရင်ဒါဒီစာအုပ်လေးတွေမှာကျွန်တော်နီးနန်းလေးနီးနန်းကောင်းလေးယူလို့ရပါတယ်။နောက်ဒီစာအုပ်သုံးခုတော့ကျွန်တော်ညွှန်ပေးချင်ပါတယ်။ ော်ဒီကာလဝန်ထမ်းတွေလည်း struggle လုပ်နေရတဲ့ကာလလို့ပြောလို့ရတယ်ကျွန်တော်ရှာမြင်ရဆိုရင်အဲ့တော့အလုပ်တွေမှာဝန်ထမ်းတွေကလုံနေပေမဲ့တခါကျရင် လုပ်ထမ်းမှာဝန်ထမ်းတွေရဲ့စိတ်တွေရှိမနေကြဘူးပေါ့နော်။အော်ကျွန်တော်တွေဖြစ်ပြနေတဲ့ကာလအခြေအနေတွေလည်းပါတာပေါ့။အဲ့တော့ကျွန်တော်တို့ဘာလုပ်ဖို့လိုရလဲဆိုရင်ဝန်ထမ်းတွေရဲ့စိတ်အခြေအနေတွေပေါ့။ mental health တွေလည်းကျွန်တော်တွေပြန်လည်သုံးသပ်တယ်ဆိုတာမျိုးတွေလည်းအရှာတွေရလုပ်ပေးတဲ့။အဲ့တော့ဥပမာဆိုရင်အဲဝန်ထမ်းတွေကအလုပ်လာရတဲ့ဆိုရင်သူတို့ကြီးပဲပါလာမှာပေါ့။သူတို့နောက်ကန် background တွေမိသားစုပြဿနာတွေပါတယ်။မပြေတာတွေပါတယ်။မင်းကအဆင်မပြေတဲ့ကိစ္စတွေရှိကြတယ်။အဲ့တော့ကျွန်တော်တို့ကအလုပ်လုပ်ပြီဆိုရင်အလုပ်ကြီးပဲ ဝန်ထမ်းကိုတာတာဝန်ပေးလို့မရအောင်တခါကျတချို့အရာတွေကသူတို့ကိုယ်တိုင်ဆုံးဖြတ်ကြတဲ့ကိစ္စတွေမှာလွဲမသွားတာတွေဖြစ်တယ်ဆိုရင်ဒါအလုပ်ကိုလည်းထိခိုက်နိုင်ခြင်းရှိတယ်အဲ့တော့အဓိကတော့ကိုယ့်ဝန်ထမ်းဘာဖြစ်နေလဲစိတ်အခြေအနေဘယ်လိုရှိလဲဆိုတော့ management တွေကတခါကျရင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်တခါကျရင်ကျွန်တော်တို့လုပ်တယ်မှာတွေ့ရတာက management တွေကကိုယ့်အောက်ကဝန်ထမ်းတွေဘာတွေဖြစ်နေလဲဆိုတော့ management အဖွဲ့တွေကမသိရတဲ့ပြဿနာတွေပေါ့အဲ့တော့ဖြစ်စေချင်တာကတော့ကိုယ့်အဖွဲ့ထဲမှာရှိနေတဲ့ team member တွေဝန်ထမ်းတွေရဲ့ စိတ်ခံလေးတွေ mental health လေးတွေကိုလည်းကူးဆိုင်ပေးပါသူတို့တွေဘာတွေခံစားနေရလဲဘယ်လို emotion တွေရှိကြလဲအလူတယောက်ရဲ့စိတ်နေသဘောထားခံယူချက်တွေကိုတော့တည်တော်မှာဘာတွေစီမံပေးလို့ရမလဲဆိုတာကျွန်တော်ဆုံးဖြတ်လို့ရမှာဖြစ်တယ်အဲ့တော့ဝန်ထမ်းတွေကခုနလိုလုပ်ငန်းထဲမှာမြဲဖို့ဆိုတာလေသူတို့ရဲ့ဒီစိတ်အခြေအနေလေးတွေကျွန်တော်တည်တော်မှာစီမံပေးလို့ရမှာဖြစ်တော့အဲ့တော့ mental health ကဝန်ထမ်း retention ဖြစ်ခြင်းတွေလည်းကျွန်တော်တိုက်ရိုက်ချိုးချတယ်လို့ပြောလို့ရတယ် ဒီစိတ်แท้ပေါ့အလုပ်ထဲမှာလောက်ကား emotion တွေကောင်းတယ်ခံယူချက်တွေကောင်းတယ်အဲ့စိတ်တွေလောက်လောက်ကားတွေမှာပျော်ရွှင်တယ်ပေါ့အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုခုနက better workplace ဖြစ်နေဆိုတော့ပိုကောင်းတာပေါ့အဲ့တော့ဒီလုပ်ငန်းလုပ်ငန်းခွင်တွေမှာရှိနေဝန်ထမ်းတွေက mental health လည်းကောင်းတယ်သူတို့လုံဆောင်ချက်တွေလည်း perform နေလည်းအပြည့်ရရဆိုတာအလုပ်ကိုလည်းကျွန်တော်အကျိုးပြုလို့ပြောလို့ရတယ်အဲ့တော့ဘာလုပ်ဖို့လဲဆိုရင်လုပ်ငန်းထဲမှာရှိတဲ့ဝန်ထမ်းတွေကိုလည်းခယူဆိုင်ပါသူတို့တွေဘာတွေဖြစ်နေလဲဘာတွေခံစားနေရလဲလိုအပ်တယ်ဆိုရင် HR ကလည်း solution တွေဝင်ပြီးတော့ရှာပေးဖို့လိုအပ်တယ်လို့ကျွန်တော်မြင်ပါတယ် ဘတာဝဘရစ်ဖြစ်ဖို့ဆိုတာကတော့ကျွန်တော် mutual respect ပေါ့နော်အဲ့တော့ management and you are down ရှိတာမဟုတ်ဘူးတော့ကျွန်တော်မြင်ပါတယ်အတိအကျတော့ဝန်ထမ်းတွေကလည်းပူးပေါင်းပါဝင်မှာရမှာပေါ့အဲ့တော့ဒီလောက်ကောင်းမှုနဲ့လုပ်ငန်းခွင်တခုရှင်သန်ကြီးထွားဖို့ဆိုတာကအဲဝန်ထမ်းတွေလည်းရေးကြည့်တယ် management ဖွဲ့လည်းရေးကြည့်ကြတယ်ဒီတက်မှာတော့ဝန်ထမ်းတွေကိုပြောချင်တာကတော့ဘာလို့လုပ်ပြီဆိုတော့ကျွန်တော်စေတနာထားပြီးတော့လုပ်စေချင်ပါတယ်။ဘာကြောင့်ကျွန်တော်တို့ကအလုပ်လုပ်ရဆိုရင်တချို့တွေကတော့လုပ်တော့လုပ်တယ်ဒါပေမဲ့လစာကိုပဲအဲ focus ထားတယ်ပေါ့။နောက်လစာရရင်ပြီးရောငါလုပ်လို့ရင်ပြီးရောတာဝန်ကျင်ရင်ပြီးရောပေါ့။ ဒီတက်ဖို့စဉ်းစားမယ်ဆိုကိုသာအလုပ်ကိုကိုယ့်ရဲ့အလုပ်လို့သဘောထားတယ်လုပ်ငန်းရှင်စိတ်တက်နဲ့လုပ်လို့ရဆိုရင်စေတနာလေးပါလာလိမ့်မယ်အဲကျိုးအားတွေကအချက်ချင်းလက်ငင်းတော့ကျွန်တော်တို့ကအခုရေတွင်တို့အခုရေကြီးတောက်လို့မရအောင်ဒီရုံးတော့ကိုယ့်ဘက်ကပြန်ပေးလိုက်ရတယ်ဆိုတဲ့အရာတွေချင်းရှိနိုင်တယ်ပေါ့အရင်ကလုံဝန်တန်းတွေကတောက်ဆိုကြတယ်ဟာလုတ်တီတောင်းဝင်တို့လာဆိုငါရာထူးပြီးမှလာလာစားပြီးမှလာအရင်တောက်ဆိုကြဒီဘက်ခင်မှာအဲ့လိုမဟုတ်တော့ဒီဘက်ခင်မှာကျွန်တော် landing ဆိုတာကတောက်လျှောက်လုပ်ရတယ် support တွေပေးရတယ် တော့ကျွန်တော်တို့ပါလုပ်ဖို့လိုဆိုဝင်နေနေရတင်ယူနေရလေးလာနေရတော့ကြော် assignment တိတိတိုးလာတဲ့အခိုင်တိုင်းမှာလက်ခံနိုင်နေဆိုသူလုတ်ပြနိုင်နေဆိုတော့မှနောက်ကနေယာလူလာစာခန်းစားမှုနေဆိုလိုက်လာတယ်ဆိုတော့ကာလာတွေဖြတ်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဓိကပြောချင်တာကဝင်နေနေကဒီဗဒါဝဘက်ပလစ်တခုကိုပေါ်ဆောင်နေတဲ့နေရာမှာအရေးကြီးတဲ့ခန်းနာမှာပါတယ်အဲ့တော့အဓိကတော့စိတ်ထားတတ်ဖို့ပေါ့အဲ့ဒီယူလေးတွေကောင်းပါမယ်ပြီးတော့လုပ်ငန်းကိုကျွမ်းကျင်ရမယ်အဲ့တော့ကိုလုပ်နေတဲ့လုပ်ကဘာလုပ်နေတာလဲပေါ့တတိယရောက်လေးသိရမယ်ဆိုရင်တော့ဒါဗဒါဝဘက်ပလစ်ကို support ပေးနိုင်တဲ့ဝင်နေနေဖြစ်တယ်လို့လည်းကျွန်တော်ယူဆလို့ရပါတယ် ဝန်ထမ်းနေနေပေါ့နော်ကိုယ့်ရဲ့လုပ်ဖို့ကံပဲအချင်းချင်းဆက်ဆက်ရေးတွေကောင်းကျင်နေဆိုရင်ကျွန်တော်ကတော့အဲစကားလုံး၅လုံးလေးနဲ့ပဲပေါ်ဆောင်ကျင်နေပေါ့ဒါလေးက trust ပါပဲအတီပေါ့နော်တီဆိုတာ trust ပေါ့ယုံကြည်မှုပေါ့ယူဆိုတာယုံမှကြည်မှာပေါ့နော်အဲ့တော့ကျွန်တော်တွေကယုံကြည်မှုရှိရမယ်ယုံရမယ်သူ့ကိုလည်းအဲယုံကြည်နဲ့ဆက်ဆံပေးရတယ်ပေါ့နောက်တစ်ခုကတော့ကျွန်တော်တွေအာပေါ့ respect ပေါ့အဲ့တော့ပြန်လည်းလေးစားရဆိုတဲ့ကဏ္ဍမျိုးမှာရှိရတယ်အဲ့တော့တူကလည်းကောင်းမှုဆက်ဆံတယ်တူအထက်အောင်လည်းဆက်ဆံရေးကောင်းတယ်ဆိုတာပေါ့ပြီးတော့နောက်တစ်ခုက you ပေါ့ understand ပေါ့ တော့အပြင်လည်းနားလဲတယ်ဆိုတာပေါ့အဲ့တော့နားလဲမှာလည်းသူဗာခန်းစားနေရလဲကိုဘာတွေလှုပ်ပေးနိုင်မယ်ဆိုတာမျိုးတွေမြင်ရမှာပေါ့ပြီးတော့နောက်တစ်ခုကတော့ test ပေါ့နော် support ပေါ့အဲထောက်ပံ့ပေးရမှာပေါ့လိုအပ်တဲ့အခါမှာတယောက်ကဝင်ကူပေးတာအဲတယောက်ကမလုပ်တဲ့အသင်ပေးတာမျိုးတွေပေါ့နောက်ဆုံးတရားတော့ trust ဆိုတာပေါ့နော်အဲ့တော့ဒါကတော့ပြောမယ်ဆိုရင်အတူကောင်းလေးပြောမယ်ဆိုရင်တော့ကျွန်တော်ယုံကြည်ထိုက်သူလို့ပြောလို့ရတယ်အဲ့တော့သူမလို့ငါယုံတယ်ဆိုတာမျိုးပေါ့အဲ့တော့ဒီခါကျကျွန်တော်ဖြစ်တတ်တယ်အဲ့တော့လူပေါ်မှာ ယုံကြည်မှုတွေရင်းတိဆောက်ပါလား system ပေါ်မှာတိဆောက်ပါဦးတခါကျရင်ကျွန်တော်လူကိုယုံကြည်တယ်ဆိုလည်းအလုပ်ကလုပ်လို့ရတာရှိတယ်အဲ့တော့သူ့ကိုကယုံကြည်ရယ်ယုံကြည်ထိုက်တဲ့သူဖြစ်တယ်ဆိုတော့ဒါကတော့နောက်ဆုံးတီလေးပေါ့နော်ဟုတ်ကဲ့ဟုတ်ဝင်နေနေတဲ့ဒီကာလမှာဒါချက်တဲတဲ့ကာလလို့ပြောလို့ရပါဘောနော်အဲ့တော့အဓိကတော့နံပါတ်1ကတော့စိတ်သက်ကြံခိုင်မှုလိုအပ်တယ်အဲမဖြစ်မနေဘောနော်ကျွန်တော်စိတ်သက်ကြံခိုင်မှုကနံပါတ်1ပေါ့အဲ့တော့ကိုက အဲဘွားကိုပေါ့နော်အလွယ်တကူနဲ့အရှုံးမပေးဘူးဆိုတော့ဟာမျိုးဖြစ်ပေါ်လဲလိုအပ်တယ်ပြီးတော့ကျွန်တော်ကတော့တရားလေးကိုအကျင့်ပေးချင်တာတော့အဆင့်၃ဆင့်နဲ့ပြောပြချင်တယ်ပေါ့နော်အဲပထမအဆင့်ကတော့အဲစိတ်ကိုရှင်းလင်းရင်ထားဖို့လိုအပ်တယ်ကိုဘာဖြစ်ချင်တာလဲဘယ်လိုသွားချင်တာလဲဒါကနံပါတ်၁ပေါ့နံပါတ်၂နဲ့ဆိုရင်ကိုဘာတွေလုပ်တယ်လဲဘာတွေအားသာချက်ရှိလဲဘာတွေအားနည်းချက်ရှိလဲ နံပါတ်3အနေနဲ့ဆိုရင်တော့အစဉ်3အနေနဲ့ဆိုရင်တော့ခုနကတော့အားသာချက်အားနည်းချက်တွေသိပြီဆိုရင်ကိုကဘယ်ပိုင်းကိုလွတ်တာရှိနေကျွမ်းကျင်မှုတွေထပ်ဖြည့်ဖို့လိုတယ်အဲ့တော့ကျွမ်းကျင်မှုတွေဥပမာထားပါတော့ကိုနိုင်ငံသားချင်းသာဘာစကားဖြစ်မှရမယ်အဲ့တော့ဒါမှမဟုတ်လုပ်ငန်းခွင်နဲ့ဝင်ရလုပ်ငန်းခွင်နဲ့ဆက်ဆက်တဲ့ soft skill ဘိုင်းတွေလိုအပ်တဲ့ technical skill ဘိုင်းတွေကျွန်တော်ဖြည့်မှရမှာပေါ့တော့ဒီအစဉ်3စဉ်လေးနဲ့ကျွန်တော်တွေအဲဒီ struggle လောက်ကမကလာပါဘောနော်ဒီလို3စဉ်လေးကိုဖြတ်သန်းမယ်ဆိုရင်တော့ကိုတက်လည်းပညာရမယ်အဲခုနလိုအခက်အခဲတွေရှိတယ်ဆိုလည်းအထိုက်လျောက်ကျော်ဖြတ်နိုင်ပြီလို့မျှော်လင့်ပါတယ် management အနေပြီးတော့အချင်းဝင်တဲ့ trust ရဖို့ဆိုရင်တော့ကျွန်တော်တွေအဓိကတော့ဒီလှုပ်ဆောင်ကြတဲ့ကြီးရွယ်ချက်ကိုရှင်းလင်းသိဖို့လိုအပ်တယ်ပေါ့နော်ပြီးပြီဆိုရင်တယောက်တစ်ယောက်ကလည်းယုံကြည်မှုတည်ဆောက်မယ်ဆိုဆက်ဆံရေးပေါ့ဘယ်လိုမျိုးဆက်ဆံရေးတွေကောင်းအောင်တည်ဆောက်ကြမလဲပြီးပြီဆိုရင်ကျွန်တော်တို့ကလုပ်ပိုင်ခွင့်အာဏာပေးရဆိုတာမျိုးတွေပြီးတော့ပုံပုံလင်းလင်းဆက်ဆံတယ်ဆိုတာမျိုးတွေပေါ့ပြီးနောက်တစ်ခုကတော့မဖြစ်မနေရတော့တို့ကိုကျွန်တော်တို့က support ပေးဖို့လိုအပ်တာပေါ့တခါရရင်တင်းထဲမှာတင်း member တွေကလုပ်ချင်ကြနေတော့ရှိရယ် support မရှိဘူးဆိုလဲအဆင်မပြေနိုင်ဘူးနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ရ recognition ပေါ့အတိမတ်ပြုပေးပေါ့ အဝန်ထမ်းတွေကိုအောင်မြင်တဲ့အောင်မြင်တဲ့လျှောက်ပေါ့နော်သူတို့ချီကျူးတာတွေဂုဏ်ပြုပေးတာကျွန်တော်လိုအပ်ပါတယ်ဒီတော့မှကျွန်တော်တို့ကသူတို့ရှိရတဲ့ယုံကြည်မှုတွေရမယ်အားကိုးလို့ရမယ်ဝန်ထမ်းတွေဖြစ်လာမှာဖြစ်ပါတယ်1000 web link မဖြစ်ရှင်လဲဆိုတော့နံပါတ်1ကတော့1000 speed တွေကိုကျွန်တော်မခန့်ပြီးလိုအပ်တာပေါ့အဲတော့လောက်ခန့်မဲ့ဆိုရင်ကျွန်တော်တို့ recruitment selection ဆိုတာအလုပ်က filter လို့တော့ပြောလို့ရတယ် ရုရှားကတကယ်ရောလူမှန်လူမှန်တွေရွေးချယ်ခဲ့တာလူကောင်းသူကောင်းတွေတကယ်ရွေးချယ်ခဲ့တာပေါ့ right people right person တွေရဖို့ဆိုတာကဒီဟိရှားရဲ့ size ကဆိုရင်ဒီ people resource လုပ်နေတဲ့လူတွေက recruitment ဘိုင်းကိုတိကျစနစ်ကျလုပ်တက်ဖို့လိုအပ်တာပေါ့အဲ့ဒါနဲ့ဆက်ဆက်ပြီးတော့မှဒီ toxic public နဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်ကာကွယ်လို့ရတဲ့နီလန်လေးချို့မျှော်ပြပေါ့နော်အမေရိကတော့ company ရဲ့ vision mission core value တွေရှိပြီလားပေါ့ အလုံးငယ်ကသွားခြင်းနဲ့လာရတဲ့ဒါရှင်ရှိရဆိုရင်နှစ်ကာလကန့်သက်ချက်တွေရှိတယ်။အဲ၃နှစ်တည်းမှာဘာလို့မငါးနှစ်တည်းမှာဘာလို့မယ်ပေါ့။အဲ့ဒါတွေက company efficient machine တွေပဲ။အဲ့ဒါနံပါတ်၁လို့ကျွန်တော်ယူဆလို့ရတယ်။နံပါတ်၂အနေနဲ့ဆိုရင်တော့ management system တွေပေါ့။အဲ့တော့ခုနကလုပ်ငန်းထဲမှာတကယ်ပဲသူ့နေရာနဲ့သူ system တွေကအလုံးလုံးနေပြီလားပေါ့။ပြီးနံပါတ်၃ကတော့ channel ပေါ့။ communication channel တွေ။အဲ့တော့ဝန်ထမ်းတွေထပ်အောင်ဆက်ဆံပေးရဲ့ဘီးတိုက်ဆက်ဆံရေးတွေလုပ်တော့မယ်ဆိုရင်ဘယ် channel နဲ့ဆက်သွယ်နေရလဲဘယ်လိုတွေပြောဆိုနေကြလဲ formula formula ဘယ်ကနေ data တွေရနေလာတယ်ပေါ့။ဒါက communication channel လို့ပြောရတယ်။နံပါတ်၄ကတော့ line order တွေပေါ့။ အလုပ်ပိုင်းဝင်အားနာတွေသူ့နေရာနဲ့သူပေးထားပြီလားပေါ့အရင် micro management အရင်လဲဝင်လို့နေတယ်ဆိုတော့ကျွန်တော်တို့ကဒါ thesis ကချာလို့ပြောလို့ရတယ်အဲနေရာတိုင်းမှာ management ဝင်ပါနေရတယ်နေရာတိုင်းမှာလိုက်ပြီးစီမံနေရတယ်ဆိုတော့အဆင်မပြေနိုင်ဘူးပေါ့နော်နံပါတ်5အနေနဲ့ပေါ့နော်ဒါကနောက်ဆုံးတစ်ခုပေါ့တင်းပေတယ်ပေါ့အဲကျွန်တော်တို့ကအလုပ်တွေလုပ်ပြီဆိုတယောက်တည်းအားနဲ့မလုပ်နိုင်ဘူးကျွန်တော်တို့ကအတင်းဝတ်နဲ့သွားမှာပဲအလုပ်တွေရရှိဖို့မြင်မြင်ဆန်းဆန်းမှရောက်မှာဖြစ်တယ်အဲ့တော့မဖြစ်မနေအဲဌာနပဲဖြစ်ဖြစ် department လိုက်ပဲဖြစ်ဖြစ်တင်းဝတ်တွေကျွန်တော်တိစောက်နိုင်ဖို့လိုအပ်တယ်လို့မြင်ပါတယ် အဲဝန်ထမ်းတွေကိုညွှန်ပြညာစာအုပ်လေးသုံးရှိပါတယ်။ခေါင်းဆောင်မှုစွမ်းအင်နဲ့ပတ်သက်တဲ့ဆိုရင်တော့ leadership and self-leadership ဆိုတဲ့စာအုပ်လေးကောင်းပါတယ်။ဒါခေါင်းဆောင်မှုစွမ်းအင်ကိုလေ့လာနေရလို့ဆိုတော့ဒီစာအုပ်လေးဖတ်တင်တယ်။နံပါတ်၄နဲ့ဆိုရင် how to win friends and influence ပြီးပဲပေါ့နော်။အဲတော့အဲပြောတဲ့ဆိုတဲ့ bound တင်တဲ့ရေးနဲ့ပတ်သက်တဲ့လူတွေဖတ်ချင်တယ်ဆိုဒီစာအုပ်လေးကိုညွှန်ချင်တယ်။နောက်ဆုံးတစ်ခုကကျွန်တော်တို့အဲဆိုကုတ်ဒီကန်အင်ကနိုယူပေါ့မျက်ခွေပြုလို့မရအောင်ထူးချွန်ပြလိုက်ပါဆိုစာအုပ်လေးပေါ့ဒါထွက်တာမကြသေးလို့ထင်ပါတယ်အဲစာအုပ်လေးရမ်းကောင်းပါတယ်ဆွေနှုံးပါဆိုဒါအတန်ဖိုင်အရှင်နဲ့လည်းနားထောင်လို့ရနေလို့သိရပါတယ် โอเคပါဟောဒီအားနဲ့ဆက်ဆက်ပြီးပြောမယ်ဆိုရင်တော့ဒါကျွန်တော်နဲ့တိုက်ရိုက်အချိုးချရလို့ပြောလို့ရတာပေါ့เนาะကျွန်တော်ကိုယ်တိုင်ကလည်းဒီ landing and development professional နဲ့လုပ်နေရဖြစ်တဲ့အတွက်အလုပ်ငန်းထဲမှာပေါ့ဟောတင်ကြားရေးတွေလုပ်တယ်သင်ယူမှုတွေပေးရဆိုတာကအဲကျွန်တော်တင်ပေးနေရဘာကြောင့်လဲဆိုတော့ရည်ရွယ်ချက်လေးပြင်ဆင်စားဖို့လိုအပ်တယ်။အဒီဘက်ကမှာ training and development ဆိုတာလည်း learning and development ဆိုတဲ့စကားလုံးကိုပို့ပြီးတော့သုံးလာကြတွေ့ရတယ်။အဲတင်ပေးတိုင်းလူတွေကမတက်ပါဘူး။အဲတော့ကျွန်တော်ဘာလုပ်ရလဲဆိုရင် continuous loop ကလည်းခေါ်တာပေါ့ learning and development ဆိုတာ continuous loop ကတယ်တောက်လျှောက်ကိုမှကျွန်တော်တို့ support ပေးနေရတဲ့ process တစ်ခုဖြစ်တယ်လို့မြင်ရပါတယ်အဲ့တော့သင်ကြားရေးထဲမှာဝန်ထမ်းတွေရဲ့ဒီ productivity တက်ဖို့ဆိုတာကသင်တန်းလေးတစ်ခုလောက်လေးကျင်းပလိုက်အောင်နဲ့ပြီးတာထင်ရှားမှုတွေမရနိုင်ဘူးကျွန်တော် continuous learning လုပ်ပြီးရဆိုတဲ့ program တွေရှိမှာပဲပေါ်ဆောင်နိုင်မှာဖြစ်တယ်ပြီးတော့အဲ့ထဲမှာမှဘာကြောင့်သင်ပေးနေရလဲပေါ့အဲ့တော့ကျွန်တော်တို့ပြန်လေ့လာကြည့်မယ်ဆိုရင်အဲသုံးပါရှိတယ်ပေါ့အဲ့တော့ first ကျွန်တော်အရင်ဆုံးကြည့်မယ်ဆိုရင် front line လို့ခေါ်တဲ့အဲဥမာ executive level ဟိုဟာရှိမယ် assistant level ရှိမယ်ဒီ level မှာဆိုရင် resource key bind တွေဖြည့်တဲ့ကမှာ human key တွေကိုကျွန်တော်တို့ကအများကြီးဖြည့်လို့မရသေးဘူးသူတို့က technical key တွေကိုအရင် ဖြည့်ပြီးရတယ်အဲ့တော့သူကျွမ်းကျင်ရမယ့်အလုပ်တွေပေါ့နိုင်နိုင်နေနေရှိပြီလားလုံနိုင်ပြီလားပေါ့အဲ့ဒါတွေကိုဖြတ်တန်းရတယ် media management ရောက်ပြီဆိုရင်တော့ source key တွေနည်းနည်းလေးပိုများလာရတယ်အဲ့တော့ကျွန်တော်ဘာလုပ်လို့လဲ resource key နဲ့ပတ်သက်တဲ့အကြောင်းအရာတွေသူကိုယ်နိုင်လေ့လာရတယ်ဒါမှသင်တန်းနေထားပေးတာမျိုးတွေလုပ်ရတယ်အဲ့တော့တကယ် thought management level ရောက်လာပြီဆိုရင်တော့ဒီ conceptual skill ကတော့ပုံမြင်ရတယ်တော့ကျွန်တော်မြင်ရပါတယ်ဒါတော့ theory ရပါတော့ တော့ဟုတ်ပြီသင်ကြားရေးကြဘယ်ကိုစပိုပေးလဲဆိုရင်ခုနပြောခဲ့တဲ့ human scale ကိုအများကြီးစပိုပေးတယ်။အဲ့တော့ဝန်ထမ်းတွေက problem solving တွေမလုပ်နိုင်ဘူး။ communication နဲ့ breakdown ဖြစ်နေတယ်။အချင်းချင်းပြောဆိုဆက်ဆက်မှုတွေအားနည်းတယ်။ present တွေမလုပ်နိုင်ဘူး။စသဖြင့်ပေါ့ဒီလိုကိစ္စတွေကဘယ်မှာအားနည်းတာဆို human scale မှာအားနည်းလို့ဖြစ်ကြတဲ့ကိစ္စတွေဖြစ်တယ်။အဲ့တော့ productivity ကလည်းဒါတိုက်ရိုက်သွားဆက်ဆက်တယ်လို့ပြောလို့ရတယ်။အဲ့တော့အယောင်သမားကအယောင် scale တွေမပါလာဘူး။ corporate scale တွေမလုပ်နိုင်ဘူးဆိုရင်တော့ဒါရောင်းရတွေတက်မှာမဟုတ်ဘူး။အဲ့တော့ဘာကြောင့်သင်တန်းတွေ landing တွေလုပ်ပြကြတယ်။အဲခုန productivity တက်ဖို့ အဲသူတို့ရဲ့အလုပ်တွေကောင်းကောင်းမွန်မွန်နိုင်နေနေလုပ်နိုင်ဖို့ဒါ land နဲ့ deployment တွေကအများကြီး support ပေးလို့ပြောလို့ရတယ်။အဲပြောမှဆို TND ပဲပြောပါလို့အဲ့တော့ကျွန်တော် LND ဆိုတာကတော့ဒါတင်ကြားရေးတွေတောက်ချောင်းမွမ်းမံပြီးတော့မှ support ပေးနေတဲ့ process တစ်ခုဖြစ်တယ်။ Pro WO တိုက်ရိုက် support ပေးတယ်လို့လည်းကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်။ကျွန်တော်လုပ်ငန်းတစ်ခုမှာဒီ HR assistant manager နဲ့ပေါ့နော်အဲလောက်ခဲ့တော့ကာလာတစ်ခုပေါ့ အဲ့တော့ကတော့ကိုကလည်းဒီ management role စရကစပေါ့ the the first line manager လို့ပြောလို့ရပေါ့ HR manager ဘွားရဲ့အစပေါ့အဲ့တော့ကျွန်တော်တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတစ်ခုကိုကျွန်တော်မျှဝေပြပါမယ်အဲ့တော့ဝန်ထမ်းရေးရလို့လည်းပြောလို့ရတာပေါ့အဲ့တော့ဒီလုပ်ငန်းကိုတော့ကျွန်တော်နာမည်တော့မပြောတော့ပါဘူးအဓိကတော့ကျွန်တော်ဘာလို့က event တွေပေါ့ပွဲတွေလုပ်ကြတယ်ဒါနိုင်ငံတကာပွဲတွေပေါ့ sport industry မှာရှိတဲ့ပွဲတစ်ခုပေါ့အဲ့တော့နိုင်ငံတကာရဲ့ support တွေနဲ့ကျွန်တော်လုပ်တဲ့ခါမှာကျွန်တော်တို့ရဲ့လုပ်ငန်းကရွေးချယ်ခံရတယ်ပေါ့ ။အဲကျွန်တော်ဘာလုပ်ကြလဲဆိုတော့ဒီလုပ်ငန်းပွဲကိုကျင်းပတယ်။ event ကိုကျင်းပတယ်ပေါ့။ကျင်းပတဲ့အခါမှာအမှကျွန်တော်တို့ဒီကျွန်တော်ကတော့ဒီ HR admin ဘိုင်းကိုဂိုင်းပေးရတဲ့ကာလပေါ့။ AN level ပေါ့။အဲတော့ဘာလုပ်မှာပြီဆိုတော့ကျွန်တော်တွေပွဲမှာပေါ့။ဝန်ထမ်းရေးရာကိစ္စတွေ၊စားတောက်ကိစ္စတွေမှာဂိုင်းတွယ်ပေးရမယ်ဆိုတဲ့တာဝန်တွေရလာတယ်။အဲ့ချိန်မှာရင်တော့ဒီပွဲတွေစီမံတဲ့အခါမှာဒီပွဲလုပ်ပေးတဲ့ event head ဆိုတဲ့လူတွေရှိကြတာပေါ့။အဲဒီပွဲကိုတကယ်ဖြစ်မြောက်အောင်လုပ်ပေးနေရတဲ့လူပေါ့။အဲ့မှာသူတို့မှကြာဘာတွေတွေ့ရလဲဆိုရင် အဲပြောမယ်ဆိုရင်ရှင်းပြောမယ်ဆိုရင်မတမာမှုတွေပေါ့အဲကျွန်တော်တို့က sponsorship တွေရကြတယ်အဲရှင်းလင်းပြောမယ်ဆိုရင်ကျွန်တော်တွေဟာ BR sport တွေရကြတယ်ပေါ့အဲတော့ဒီလိုဟာတွေကိုသူတို့က handle လုပ်တယ်ထိန်းချုပ်တယ်အဲတော့ကျွန်တော်တို့ဒီ management ဘက်မှာကျွန်တော်ရောက်လာတဲ့အခါမှာအဲဒီအိရှာပိုင်းနဲ့အဒမင်ပိုင်းအောင်ခြိုင်တဲ့အခါမှာဒီကိစ္စတွေပါကျွန်တော်လက်ထဲကိုရောက်လာတယ်ရောက်တဲ့အခါမှာဟိုမှာထားပါတော့ကျွန်တော်ဒီပစ္စည်းတွေကိုခြိုင်တွေ့တယ်ထိန်းသိမ်းရတဲ့အခါမှာဒီ warehouse ကတော့တွေကိုခြိုင်ရတယ်ခြိုင်ရတဲ့အခါမှာခုနဒီ event ကိုလုပ်နေတဲ့ organize လုပ်နေတဲ့လူတွေကတိတ်မကြိုက်ကြအောင်။ဘာကြောင့်လဲဆိုတော့တို့ကပွဲတစ်ပွဲလုပ်တိုင်းမှာအဲဒီရတဲ့ sponsorship ပစ္စည်းတွေကိုအဲ public တော့မသုံးမဲနဲ့တို့ကိုယ်ကျိုးတွေသုံးကြတယ်အပြင်ကိုရောင်းချကြတယ်ပေါ့။အဲ့တော့ဟုတ်ပြီကျွန်တော်ရဲ့ဒီစိန်ခေါ်တဲ့ကာလလို့ပြောလို့ရအောင်။အဲ့တော့တို့ကဘာလို့ကျွန်တော်လွှမ်းမိုးဖို့စူးစမ်းကြတယ်။အာအိရှာအဲ partner လုပ်မလားပေါ့။အဲ share မယ်ပေါ့။ game share လုပ်မယ်ပေါ့။အဲမင်းကလည်းတို့ရဲ့တယောက်တစ်ယောက်ယူမယ်ပေါ့။အဲ့တော့လည်းပြန်စဉ်းစားကြည့်မယ်ဆိုရင်တကယ်သာကိုသာယူခဲ့မယ်ဆိုရင်ပေါ့နော်။ဝေသားအနေနဲ့ဆိုလည်းတော်တော်မလောက်စရာကဏ္ဍတစ်ခုမှရှိပါတယ်။ အဲ့တော့ sponsorship လုပ်ပေးလဲဆိုလဲတောက်မဲ့လူတွေကို support ပေးရတာဖြစ်တဲ့အတွက်ပြန်ပြီးတော့မှအောက်ဈေးနဲ့ plumber နေ့ပြန်ရှာမယ်ဆိုတော့မှတော်တော်ရတဲ့ကိန်းကိန်းတစ်ခုမှရှိတယ်။ဒါပေမဲ့ကျွန်တော်ဘာလို့လဲဆိုတော့အော်ချက်ချင်းလည်းငယ်တော့သူ့ကိုအပြင်းမပေးပါဘူးကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော် HR person ဖြစ်တဲ့အတွက်ကိုယ့်ရဲ့အလုပ်ကိုဒါစိန်ခေါ်တာတော့သူသိလိုက်တယ်အဲစိတ်ထဲမှာတော့ထောင်းနေတော့ဖြစ်သွားတာပေါ့ဒါပေမဲ့ဘာလို့လဲဆိုတော့ကျွန်တော်စိတ်ကိုထိန်းတယ်ပြီးတော့သူ့ရဲ့ process တွေကျွန်တော်အသေးအသေးစိတ်သိချင်တာဖြစ်တဲ့အတွက်အဲသူဘာလို့လုံမလဲပေါ့အဲကျွန်တော်တုံးနောက်ကနေ follow လိုက်သွားတယ်အဲသူလုံနေရတာကတကယ် heavy weight ကြီးဖြစ်နေတယ် ော်ဒီလိုပွဲထီရအောင်လဲသူဖန်တယ်ယာတိုင်းမှာလဲသူ့အကြေတဲ့ကိုထည့်တယ်ပေါ့အဲ့တော့ဒီ sponsorship ပစ္စည်းတွေကလည်းအဲ့လိုပဲအဲသူဝေစားမြစားနေသူ့မှာအဖွဲလိုက်ကိုရှိနေတယ်ဆိုတဲ့ကဏ္ဍတွေတွေ့သွားတယ်အဲ့တော့ကျွန်တော်ဘာလုပ်လဲဆိုတော့ rookies ကိုလည်းတီးသွားပြီတကယ်လဲဟုတ်နေတယ်ဆိုတဲ့အတွက်ကျွန်တော်ကတော့ပြောမှဆိုရင်အဲဒီကိစ္စကိုပေါ့နော်တက်ဆိုင်တဲ့ management အဖွဲ့ကိုတော့နောက်မှ EC တို့ပြန်ပြောပြတာပေါ့ဒီတပွဲမှာတော့သူ့ကိုတော့ကျွန်တော်ဒီတော့တွေတော့ပြေးမကန်လိုက်ဘူးကျွန်တော်ပဲထိန်းလိုက်တယ်ဒါပေမဲ့သူတို့ကတော့တိတ်ကြည့်မရတဲ့ဘက်မှာတော့ကျွန်တော်စရင်ထည့်လိုက်တာပေါ့ ။နောက်တော့ကျွန်တော်ဗာပြန်လုပ်တဲ့ management point နဲ့ပြန်တိုင်းမင်းတဲ့ခါမှာ HR size ကနေမှငွေရေးအလွယ်သုံးစားလုပ်တဲ့ကိစ္စတွေလုပ်ငန်းပိုင်းပစ္စည်းတွေကိုကိုကျိုးတဲ့သုံးတယ်ဆိုတဲ့ကိစ္စတွေမှာ policy ရေးပြနိုင်ခဲ့တယ်။အဲပြီးတော့ဒီဒီ person ကိုလည်းကျွန်တော်ရဲ့အရေးယူတဲ့အထိကိုအဲလုပ်နိုင်ခဲ့တယ်ပေါ့နော်။ဒါကကျွန်တော်ရဲ့ခုနရင်ဆိုင်ခဲ့ရတဲ့ struggle လုပ်ပြီးတော့မှဖြေရှင်းခဲ့ရတဲ့ case တခုတော့ပြောလို့ရပါမယ်။အဓိကတော့ HR person ဖြစ်လာပြီဆိုရင်ကျွန်တော်မှာစိန်ခေါ်မှုတွေများရှိတယ်။တချို့တွေကကိုလမ်းမောင်းခြင်းတဲ့လူတွေရှိတယ်။ ပညာဆန်းတဲ့လူတွေရှိတယ်။အဲတခါကျတော့ HR person တွေကတမာတိလို့ခေါ်တာပေါ့။ကိုယ်စိတ်ကိုမနိုင်နေတဲ့အခါမှာလုံမိလုံရလုံလိုက်တဲ့အခါမှာဟိုကဘယ်တော့မှ HR လုံလို့မရရဲဆိုတဲ့ကဏ္ဍမျိုးတွေလည်းဖြစ်သွားတာရှိတယ်။ဒါတကယ်ဥစ္စာအကလာမှာကျွန်တော်လုတ်ခဲ့မယ်ဆိုရင်ဒီနေရာမှာတော့ယက်တိနိုင်မှာမဟုတ်ဘူးလို့ကျွန်တော်ပြင်ပါတယ်။ဒါကိုတော့အဲ proud ဖြစ်တယ်လို့ပေါ့နော်။ဒါဒါလေးတော့ကျွန်တော်ပြန် share ပေးတာ။ အာဒီ HR professional သွားမယ်ဆိုရင်တော့နံပါတ်1ပြောကြရင် line မကြောင်ပါနဲ့ပေါ့။ဘာလို့ကျွန်တော်တို့ကအချိန်နေငွေရင်းနေပြီးတော့မှဖြတ်တန်းနေရတဲ့ကာလတွေဖြစ်တယ်။အဲလူတိုင်းကတော့ဟိုရိုးရိုးပွဲရကြတဲ့လူတွေရှိတယ်ဆိုရင်ကျွန်တော်လည်းရိုးရိုးပွဲပွဲရတာပါ။အဲကျွန်တော်ဘာလုပ်ခဲ့လဲဆိုရင်အလုပ်ထက်ကိုပြန်ဖို့အတွက်ပြန်ဝင်ဖို့အတွက်တက်တက်ပညာတွေလိုအပ်တဲ့ပညာတွေပြန်ဖြည့်ရတဲ့ကာလတွေရှိတယ်။ဝေကုန်ချေရရှိတဲ့အချိန်နေရင်းနှီးမြှုပ်နှံရရှိတယ်။အဲရှင်းရှင်းလင်းပြောမယ်ဆိုရင်တော့ကိုယ်ကယ်ရီယာကိုရှင်းလင်းမြင်မြင်ကြည့်ဖို့လိုအပ်တယ်ပေါ့နော်။အဲတော့ကိုယ်ဘာဖြစ်ချင်တာလဲ။ကိုယ်မှာအားသာချက်အားနာချက်တွေပါရှိလဲ။ ကိုပါအောင်စိတ်ဝင်စားရတယ်။လူတိုင်းကတော့ဝါသနာနဲ့အလုပ်နဲ့ရတော့ထပ်တူကြမှာတော့မဟုတ်ဘူး။ဒါပေမဲ့ဘာလို့ဖို့လိုလဲဆိုရင်ကျွန်တော်တို့ကဒီကိုယ်ဝင်ပြန်ရှာပေးနေတဲ့အလုပ်ကိုတော့အဲဒီဇိုင်းမမတ်နဲ့တော့စလဲဆုံးတက်အောင်လို့ကြိုးစားဖို့လိုရတယ်။ကျွန်တော်လက်ကင်ထားတဲ့ဆောင်းမိုးရဆိုရင်တော့ကိုချစ်တဲ့အလုပ်ကိုမလုံနိုင်သေးဘူးဆိုရင်တော့မှကို လုံနေတဲ့အလုပ်ကိုတော့ကိုချစ်ဖို့လိုရတယ်လို့မြင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဒီအလုပ်ကနေမှအင်ကန်းရနေတယ်။မိသားစုကို support ပေးနိုင်တယ်။အဲ့တော့ကိုယ့်ရဲ့ career ကိုတိစောက်နေရလို့ professional life ကိုတွားနေရလို့ဆိုရင်ကိုဘာကြီးလုံနိုင်လဲဘယ်လောက်ထိပြေးနိုင်လဲကိုမှာဘယ်လောက်လောက်ထိ လုံနိုင်တယ်ဆိုတဲ့အင်အားတွေရှိတယ်ဆိုတော့အရင်မြင်အောင်ကြည့်ဖို့လွယ်တယ်လို့မြင်တယ်။အဲ့တော့ကျွန်တော်တို့ HR person တွေလုံမဲ့ HR professional တွေသွားမယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ HR career အကျယ်ကြီးပါပဲ။အဲ့တော့သွားစီရနေရလုတ်စီရအများကြီးကျန်သေးတယ်လုတ်ခတ်တွေအများကြီးရှိသေးတယ်အဲ့တော့ယာဒူဟိုထိပ်ပိုင်းတီကို HR ရဲ့ professional light တွေကိုကျွန်တော်တိစောက်ထားလို့ရတယ်အဲ့တော့လုပ်ငန်းခွင်ထဲမှာကျွန်တော် HR တွေရှိနေရယူရချက်ကိုလည်းရှင်းလင်းသိဖို့လိုအပ်တယ်အဲ့တော့လုတ်ရှင်တွေကဘာကြောင့် HR ကိုခန့်ကျင်တာလဲဘာကြောင့် HR ကိုလိုလားတာလဲ HR ရှိတာလုပ်ငန်းခွင်ကဘာတွေကောင်းကျိုးတွေရှိလဲဒါတွေကကိုယ့်ရဲ့ကျွမ်းကျင်မှုပညာတက်တဲ့ပညာတွေကိုအလုပ်ထက်မှာပြင်လဲ အသုံးချနိုင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ professional လိုအပ်တဲ့ဒေနန်းနေတပါလေ့လာပါ set style လို့ပါလိုအပ်တဲ့ဆိုရင် listening နေလို့ပါအဲ့တော့ကျွန်တော်ရဲ့လက်ကမ်းမှာမြည်သိပညာမဆိုရနိုင်နေတဲ့ကာလတွေဖြစ်တယ်အဲ့တော့ professional တိဆောက်တော့မယ်ဆိုရင်တော့ချိန်သေးတယ်အဲတခုခုကိုတော့ကျွမ်းကျင်နေတက်မြောက်ဖို့တော့လိုအပ်တယ်လို့အမြင်ပါတယ်ရှင်တို့ရဲ့ cyber ပြည်သက်တွေကိုစိတ်ချမ်းသာရင်ကိုင်းချမ်းသာရင်နဲ့ပြည့်စုံပြီးတော့ပညာလင်းနဲ့အမှောင်လေးကိုခွင့်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် ရွှေနှုတ် app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်၁၀အုပ်တောင်ဖွင့်လို့ရပြီနော်။နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်အကောင့်တွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါလက်ထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါရစေ။ application အသုံးပြုပုံအသေးစိတ်ကိုလည်းရွှေနှုတ် facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်။